Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကတူတီရဲ့မာရဝိဇ္ဇယဖခင်ငလင်တန်ခန်နိုင်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်သွားပြီးမာရဝိဇ္ဇယကိုပုံမှန်သွားပြီးမြန်းတွေတင်ခဲ့တဲ့ဥပါဒတန်နီစီရဲ့ငလင်အပြည့်စင်းတွေကိုတက်လာနီပါကြာမှသွားကြည့်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတူတီရဲ့မာရဝိဇ္ဇယဖခင်ငလင်တန်ခန်နိုင်တယ်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြားစွာပြောဆိုနေတတ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်းပြတွေကပြောဆိုပါရယ်။မလ28ရက်နေ့ငလင်ကြီးလောက်ခတ် ပြီးရဲ့နောက်ဧပြီလ10ရက်နေ့မှာအကျန်းဖက်စကောင်ဆောင်မင်းအောင်လိုင်ကအတူတီထားတဲ့မာရဝီစီယာဖရာကိုတွားရောက်ခဲ့ပြီးစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့ပါတယ်။ငလင်တန်းကြောင့်မာရဝီစီယာဖရာနဲ့ရှင်ပြင်းတော်မှာအပြည့်အစင်အနည်းငယ်သာရှိတဲ့အပြင်အင်ဂျင်နီယာတွတ်ချက်မှုတွေအရလည်းဖရာနဲ့ရှင်ပြင်းတော်တကူလုံးမူလအတိုင်းအကောင်ပကတိရှိနေတယ်လို့ရှားလက်ထွက်လာခဲ့တယ်လို့သိရပါတယ်။ငလင်တန်းကြောင့်အပြည့်အစင်နေပါလုံးနဲ့မာရဝီစီယာဖရာနဲ့ပတ်သက်လို့မင်းအောင်လိုင်ကစစ်ကောင်စီအစည်းအဝေးတွေနဲ့ငလင်တန်းပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာတူတီခဲ့တဲ့ဖရာကငလင်တန်းခံနိုင်တယ်လို့ကွန်ယူဝ ဝင်ကြွားစွာပြောဆိုနေတာပါ ဒီဖျားကြီးကငလင်ပြင်အားရှိကြောင်ရင်တောင်မှခံနိုင်ရှိအောင်တူတီခဲ့တဲ့စိုက်ကလုံးမုန်တန်းတန်းခံနိုင်အောင်လည်းတူတီထားခဲ့တယ်။ဒီလိုမျိုးတနိုင်ငံလုံးမှာဖျားစီတွေကိုတဘာဝဘေးဒဏ်ခံနိုင်အောင်တည်ထားရမယ်ဆိုတာမာနဝိဇ္ဇာဖျားကိုဥပမာပေးပြီးတချုပ်ကဂုံယူစွာနဲ့ဝင်းဝင်ကြွားကြွားပြောပါရယ်။အခုနောက်ဆောင်မဲ့အဆောက်အုံနဲ့ရုံးဌာနတွေဆိုရင်လည်းအနည်းဆုံးငလင်ပြင်အားရှိအဆင့်ကိုခံနိုင်အောင်တည်ဆောက်မယ်ဆိုတာမျိုးညွှန်ကြားနေရလို့နေပြည်တော်စစ်ဘက်သတင်းရှင်းပြတွေကရှင်းပြပါရယ်။ဧပြီလ24ရက်နေ့မှာတော့စေကောင်းဆောင်မင်းအောင်လိုင်ကအာနာရှင်ဟောင်းတန်းရွှေတီခဲ့တဲ့ဥပါဒါတန်းနီ ီတီကိုတွားရောက်ပြီးငလင်တန်ကျောင်းရှင်ပြင်းတော်ပြည့်စည်နေပြူချခဲ့တဲ့သာသနိကဆောင်တွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွှန်ကြားပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနေနဲ့တူတီခဲ့တဲ့မာရဝီစီယာဖရာကိုတော့ငလင်လုတ်ပြီးလေးရဲ့ကြားမှာတွားရောက်စစ်ဆေးခဲ့ပြီးတန်းရွှေတီခဲ့တဲ့ဥပါဒတန်ဒီစီတီကိုတော့အပြည့်စည်တွေများလာတော့တလာနီပါကြာမြင့်ချိန်မှာတွားရောက်စစ်ဆေးခဲ့ပါတယ်တက်ချုံမှာမာရဝီစီယာကိုတူတီရဲ့သူ့ဖရာဆိုတာမျိုးရှိပုံရတယ်ညာဘက်တွေဆိုရင်ဖရာပိတ်ချိန်တော့ရှင်တန်းနဲ့လာပြီးဖရာကြီးကိုတစိမ့်စိမ့်လာကြည့်နေတာမျိုးရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်တွေကပြောဆို levarem aí. မင်းအောင်လိုင်းနေနဲ့ငလင်တန်ချောင်းနေပြီးတော့ပြက်စီးများခဲ့တာကတစ်ချိန်ကတိဆောက်ခဲ့သူတွေရဲ့ပေါ်ရမှုနဲ့အရှိအသွေးမမီလှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့သွေဝိုင်းအဖြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့နေပြီးတော့စစ်ဘက် သတင်းရင်းမြစ်တွေစီကသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငွေတွေဘယ်ကရမလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးတလောက်ဖြစ်သွားပါပြီ။ငလင်ဘေးတင်လူတို့အဖို့ကလာလက်တန့်သောမုတ်တုံမွေးရဲ့တန်ကိုရွက်ဖြင့်တင်များအောင်မှကြက်ကြက်ခံကြရဖို့ရှိပါတယ်။ငလင်တန်ခံရတဲ့ပြည်သူ2,600တောင်ကျော်နဲ့ကလင်းငယ်များတက်ကြီးရုံများပါဝင်4,200ခန့်က မိုးရသည့်အတွက်မှဒီလိုနေကြဖို့ရှိတယ်လို့သတင်းတွေကဆိုပါတယ်။အားလုံးတွေ့ထဲမှာတော့စီးပွားရေးပျက်စီးပြိုလဲနေတဲ့ကြားမှာမြို့တို့များပြန်လဲတိဆောက်ပြီးနလန်ထူလာနိုင်မလဲဆိုတဲ့မေးခွန်းတွေကအဖြစ်မရှိပဲခြားကြလဲနေပါတယ်။မင်းအောင်လိုင်းကတော့နေပြည်တော်ရှိရုံအဆောက်အုံတွေကိုမော်ဂျူလာပုံစံမျိုးအပိုင်းခွဲပြီးကြည်ကြည်လေးလေးတိဆောက်သွားမယ်လို့လေတန်းထွက်လာတာကလွှဲရင်တခြားဘာလုပ်မလဲဆိုတာကောင်းနေရှိပုံမရသေးပါဘူး။အမေရိကန်ဘူမိဗေဒအတင်းကြီးမှာစီးပွားရေးရပျက်စီးဆုံးရှုံးမှုများခဲ့တဲ့တနိုင်ငံလုံးရဲ့ကုန်ထုတ်လုံနိုင်မှုပမာဏထက်များစွာကျော်လွန်နေပြီလို့ခန့်မှန်းထားတာဖြစ်ပါ ပါတယ်။အဲ့ဒီအတွက်အားလုံးကလည်းမင်းအောင်လိုင်းဘာဆက်လုပ်မလဲဆိုတာကိုစောင့်ကြည့်နေကြပါတယ်။ဖြည့်စည်းဆုံးရှုံးသွားတဲ့ပမာဏကိုကြည့်မယ်ဆိုရင်တိုင်းနိုင်ငံတကာအကူအညီများအလုံးအရင်ရမှသာဖြစ်နိုင်ခြင်းရှိရလို့ British ရှာတမ်မတ်ကြီးဟောင်းနဲ့တာဝန်တည်စည်းဝိုင်းလုပ်ငန်းဆိုင်ရာမြန်မာစင်တာမှဒါရိုက်တာ Miss Martin ဘုံမင်းကမြန်မာနှောင်းကိုပြောပြခဲ့ပါတယ်။ရမယ်ဆိုရင်တောင်မှအစိုးရမဟုတ်ပဲဖွဲ့စည်းများပြပမှစေတနာလူရှင်များစစ်ကောင်စီရဲ့ဘတ်ဂျက်ထဲမှာသာဖြစ်နိုင်တယ်လို့ထောက်ပြသွားပါတယ်။ဒီလိုပြန်လဲတိစောက်အောင်ပါလေပုဂ္ဂလိကများဘက်ကရှုံချင်မှုနဲ့အကောင်ဘက်ကရှုမြင်တတ်ဖို့လဲလို့ ွက်နေပါတယ်။မန္တလေးရဲ့စီးပွားရေးအနေအထားကိုကြည့်မယ်ဆိုရင်အဲ့ဒီအကြောင်းချင်းရနှစ်ရက်လုံးကွဲပြောင်းနေပြီ။တနင်္ဂနွေလုံးအတိုင်းတာနဲ့လေဒီအတိုင်းဖြစ်နေရလို့ဆိုပါတယ်သူ့အမြင်ကဆိုမယ်ဆိုရင်ဖြစ်လာမှာမဟုတ်ဘူးလို့မှတ်ချက်ပြောသွားပါတယ် မြန်မာအရေးသူတွေဒီ Davis Committee ဆန်ကလည်းဒီတိုင်းပဲရှုမြင်ခဲ့ပါတယ်ငွေတွေဘယ်ကရမှာလဲဆိုတာတဲတဲကွဲကွဲမရှိလားလို့ဆိုပါတယ်လက်ရှိအနေအထားတိုင်းဆိုရင်မြန်မာကကိုဘာသာကိုဖြည့်ရှင်းရတော့မယ့်၎င်းရဲ့ထင်မြင်ချက်ကိုထုတ်ပြောလာခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စင်ကအတီအကြောင်းများကိုခေါင်းထဲထည့်ထားပုံမရသေးပဲလက်ရှိဖိယိုဖိယဲဖြစ်နေမှုကိုမြည်တို့မြည်ပုံအမျက်ထုတ်ရမလဲဆိုတာကိုသာခေါင်းထဲအရင်ရောက်လာနေရလို့တော်လိုင်းအုပ်စုတွေကပြောဆိုခဲ့ပါတယ်ငလင်တန်ခံရပြီးလူထောင်ပေါင်းများစွာပြည်မိနေတာကိုအသိအသံကဲထုတ်နေရချိန်မှာဘလို့မှအရေးမကြီးရဲ့ဒေတာရင်းစွန့်နေပွဲကိုမ မပြတ်မကတ်သားခဲ့တာကအတိတာထင်ရှားနေပါတယ်၎င်းရောက်တာကိုကြည့်ပြီးကြံခေါင်းဆောင်တွေကတအံတော်ဖြစ်နေကြမယ်၎င်းတို့သာသူ့နေရာမှာရှိကလာဖို့တောင်စိတ်တောင်ကူးရဲမှာမဟုတ်တာကြောင့်လည်းဖြစ်ပါတယ်မင်းအောင်လိုင်းကောင်းတဲ့မှာရှိနေတာကဒီလိုသွားပြီး၎င်းပြန်ရောက်လောင်နိုင်အောင်စစ်တပ်ကိုရှုံချီလို့မရဘူးလားလို့တွက်ချက်နေပြီးယုံကြည်မှုအပြည့်နဲ့ထွက်လာခြင်းသာဖြစ်တယ်လို့မိသည်ဆန်ကဆိုပါတယ် ငလင်ကြီးပေါ်ဘယ်လိုပြောရမလဲဆိုတာကိုထိန်းချုပ်ထားနိုင်စွမ်းရှိရဲ့ရောက်လာမဲ့လူတွေကိုလည်းဘယ်လိုထိန်းချုပ်ထားရမလဲနိုင်ငံတကာအကူအညီတွေမဆိုင်မတွတောင်းခံလိုက်ခြင်းဖြင့်လူတို့အမြင်မှာရှက်ရက်ရော်ရော်ကူညီကြတော့မယ်လို့အထင်ရောက်လာနိုင်ပါတယ်ပြည်ပရဲ့အတိမတ်ပြုခြင်းကလည်းပြန်ရလာနိုင်တယ်ဒီလောက်နဲ့လောလောဆယ်လုံလောက်ပြီလို့သာယူဆခဲ့တယ်လို့ပြောပြခဲ့ပါတယ်မင်းရလိုင်ကစစ်ရာဆွဲကောင်တအူးတာဖြစ်ပြီးအချင်းထောင်မှာတာရှိတဲ့နဲ့လူမျိုးကိုမတန်မရလွန်လွန်ကဲကဲမျှစားခြင်းကဘလို့မှမဖြစ်တဲ့လို့ဆိုပါတယ်၎င်းတို့ရဲ့လုံရက်ကနိုင်ငံတကာဥပဒေများအဖွဲ့အစည်းများပေါ်လေးစားတတ်မှုမရှိတာ ာကိုပြသနေပြီးမင်းအောင်လိုင်ကိုလည်းဆက်ပြီးတက်ပြတ်ဖို့တိုက်တွန်းနေတယ်လို့ဖြစ်သွားခဲ့တယ်လို့ထင်မြင်မိပါတယ်။ဒီအတွက်ကြောင့်လည်းမင်းအောင်လိုင်ကပို့ပြီးရဲတင်လာပြီးအပြစ်ရထားတယ်လို့လူသိရှင်ကြားကြေညာထားတော်လဲပြောင်ပြောင်တင်းတင်းချိုးပေါက်ရဲလာတာဖြစ်ပါတယ်။စစ်မြေပြင်ရှိ၎င်းရဲ့တစ္ဆာခန်းတွေကလည်းအပြစ်ရည်ဆိုတာကစာရွက်ပေါ်မှာသာရှိရဲဆိုတာကိုကောင်းစွာသိထားကြပြီးဖြစ်ပါတယ်။ကုလသမဂ္ဂမှအကြိမ်ညီမျှ ချိုးဖောက်ခဲ့တဲ့အပြစ်မဲ့အရသာရီညီမတည်ဆောင်းနေဆိုတာကိုအတီအကြထုတ်ပြန်ထားတော့လဲအခုချိန်တည်းဘသူတအုပ်တယောက်ကမှပြစ်တင်ရှုတ်ချခြင်းမျိုးမရှိပါဘူးအရခတက်တော်ရဲ့သတင်းထုတ်ပြန်ချက်မှာမြင်းငလင်ကြီးအပီးသက်သုံးပတ်အတွင်းရက်ခိုင်ပြည်နယ်တကူထဲမှာပဲဘုံအလုံးကြီး၄၀၀ကျော်ကျင်းချခဲ့တယ်လို့ပါရှိလာပါတယ်အဓိကအားဖြင့်ကြောက်ဖြူ ကြောက်တော့တောင်ကုန်းစစ်တွေပောက်တော်မြို့နယ်ရင်းအလုံးတိုက်ခိုက်ခံရတာဖြစ်တယ်လို့ဆိုပါရင်အလုံးကနိုင်ငံနဲ့ပြည်သူများအတွက်ရှင်းလင်းနေကြချိန်မှာမင်းအောင်လိုက်တဲ့အဖွဲ့ကတော့ business as usual ဖြစ်ပါတယ်။ အပြစ်ခန့်ရက်စဲပြီးစည်ရင်းလှူရှာမှုတွေရဲ့တန်ကအရှင်းမြင့်များကိုလူသားချင်းစာနာကူညီပေးရေးဘဏ်ဥတင်တင်တော်လဲဒီလိုဖြစ်မလားလို့လူအခွင့်ရေးဆိုင်ရာကုလယုံရင်မြန်မာအကြီးကဲဂျိမ်းရိုဒီဟီဘာကဆိုပါတယ်တနက်တစ်ချက်ပြစ်တန်ကြာယုံများနဲ့ပုံကျဲတက်ခိုက်လာမယ်ဆိုရင်အပြစ်ခန့်ရက်စဲရင်မျိုးလာလို့လဲမိကွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာတိတိတတ်တာပြကွယ်နေကြတော့လဲရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲရအထိမ်းအမှတ်မှာပါဝင်ဆင်နွှဲဖို့လက်ရင်းစဉ်ရွေးထုတ်လေ့ကျင့်ထားတဲ့တပ်ဖွဲ့တစ်ဖွဲ့ကိုမော်စကိုကိုဆေးလွှတ်လိုက်ပြီးဖြစ်ပါတယ်လက်ရှိမှာစစ်ဘော ုပ်တွေကတသက်နဲ့တကူခန်းစားခဲ့ရဖို့ခြင်းမရှိတဲ့အကြောင်းတရားတွေက၎င်းတို့တွေ့တယ်မှာလီးနှစ်လုံးလုံးစီးဆင်းလေပတ်နေပြီဖြစ်ပါတယ်။တစ်ချိန်မဟုတ်တစ်ချိန်တော်လိုင်းအဖွဲ့များအချင်းချင်းစုစည်းညီညွတ်ပြီးစစ်မျက်နှာဆောင်ဖြင့်တိုက်ခိုက်လာရင်တင်းနေကပြဟွာမှာဆရာတဆူဖြစ်တဲ့စွန်ပင်တောင်မှာ၎င်းတို့ကိုကင်မနိုင်တော့မှာမဟုတ်ဆိုတာကိုလည်းသတိထားကြမှာဖြစ်တယ်လို့យေတာထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့2025ကမ္ဘာတန်နာကြီးစာမျက်နှာဆက်လေးပုံရဟန်းမင်းကြီးကွဲရှာပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စိတ်ထဲရှိသမျှမကွဲမဝဲပြောတတ်သူလို့မှတ်ချက်ပေးခံရတဲ့အသက်88နှစ်ရှင်ပုံရဟန်းမင်းကြီးက AP 21ရဲ့ Instagram တင်လာနေမှာကွဲလွန်သွားခဲ့ပါတယ်။2013မတ်လ13ရက်နေ့မှာပုံရဟန်းမင်းကြီးဖြစ်ရွေးချယ်ခံရတဲ့အာဂျင်တီးနားမှာမွေးဖွားကြည့်ပြင်ခဲ့တဲ့အီတလီနယ်ပွားတက်ဦးလေးဖြစ်ပါတယ်။ရှာစုနှစ်ပေါင်း73တွင်ဥရောပတိုက်တာမဟုတ်တဲ့ပုံရဟန်းမင်းကြီးဖြစ်လာခဲ့ပါတယ်။ဝေပုံစားပုံနေထိုင်ရိုးရှင်းပြီးဘောလုံးသမား ားမက်ဆီကိုနှစ်သက်သူတအုပ်ဖြစ်ပါတယ်။ဗာတီကန်ရှိအခန်းစံနှခန်းမှာတိုက်ခန်းချိန်မှာမနေဘဲနှခန်းသာရှိတဲ့ဧည့်ဆောင်မှနေပြီးအများနဲ့တူရောပြီးညစာစာသုံးသက်သူဖြစ်ပါတယ်။ Juno Aries မှာရှိစဉ်ကလေးကကိုပါတာချက်ပြုတ်စားတော့ပြီးဘတ်ကားနဲ့သွားလာတတ်သူဖြစ်ပါတယ်။ဒီအတွက်လည်းကြီးကမှန်တွေအလုံးတက်ထားတဲ့၎င်းအတွက်ပေးထားတယ်။ ပိုပြီးမိုဘိုင်းကိုမတုံလူအုပ်ကြတဲ့စင်ကဆက်ဖီဆွဲခြင်းကလေးများကိုကလေးထိုးခြင်းတီလာရှင်များနဲ့ရှီလာမော်လာလုံရတာကိုနှစ်သက်သူဖြစ်ပါတယ်။အဲ့ဒီအတွက်လည်း၎င်းနေထိုင်ရာအဲ့ဆောင်မှာပျောက်ပျောက်သွားတတ်ပြီးစင်ယုံများအချင်းထောင်များယောဂကျွမ်းနေတဲ့လူနာများထားရနေရတွေကိုရှောက်လာတတ်တဲ့အထူးသဖြင့်ရက်မြက်ဖြစ်တဲ့ကြာသာပရင်းလိုနေမျိုးမှာအဲ့ဒီပုံကိုယ်ရဲ့ခြေထောက်တွေကိုစီးကြောတုတ်တယ်ပြီးမျက်နှာတုပ်ပေါ်နဲ့တန့်စင်ကနမ်းရှုပ်တတ်တယ်။ဘူနိုအေရစ်မှာရှိစင်ကလည်းဒီလိုသွားလာတတ်လို့ကျူးကျော်တယ်များကြာကပစ်လျှော့ခြင်းလို့ခေါ်ဝေါ်ကြပါတယ်။၎င်းရဲ့တာဝါကားတွေကိုလည်းလမ်းပေါ်ထွက်ကြဖို့ တိုက်တွန်းလေးရှိပါတယ်နိုင်ငံရေးမှာပြည်တွင်းဝါဒအလွှမ်းမိုးခံရပြီးအရင်းရှင်ဝါဒကိုနှာခေါင်းရှုံတတ်သူဖြစ်တဲ့တော်နန်ထွက်ရင်ရွှေပြောင်းဝင်ရောက်လာသူတွေပေါ်စာနာစိတ်ကင်းစွာဆက်ဆံနေမှုတွေပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူလည်းဖြစ်တဲ့ကိုရိုင်းလင်းစီးရီးယားမှာဒုက္ခသည်မိသားစုများပြားကိုကျွေးမွေးဆောင်ရှောက်ခဲ့တဲ့ကျူဘာနဲ့အမေရိကန်ကြားဆက်ဆံရေးကဏ္ဍတည်တည်ရဲ့ဖွင့်ဟနိုင်အောင်လည်းဂျားဝင်နေခဲ့ပါတယ် ၎င်းရဲ့ရိုမန်ကက်သလစ်ဘာသာနဲ့ပတ်သက်ပြီးကိုဝင်ဖြတ်ချခြင်းအသက်ညင်သာစွာထွက်အောင်ကူညီပေးခြင်းလိင်တူလက်ထက်ခြင်းများကိုကန့်ကွက်ရမှာသာတတဘောရင်းရှိပြီးကျန်တဲ့ကိစ္စများပေါ်အစဉ်လာရလက်ခံရမယ်ဆိုတာဖောက်ထွက်နိုင်ခဲ့သူဖြစ်ပါတယ်။ဥပမာဆိုရကကွာရှင်းပြက်စဲပြီးရင်နောက်အိမ်တောင်ပြုသူတွေဝိပြုပွဲမှာပါဝင်ခွင့်ရလာနိုင်တဲ့အလားအလာကိုဖွင့်ဟပြောဆိုလာခဲ့ပါတယ်။တနာကယူတာတော်နဲ့ပြေးသွားတဲ့ဖျားရှိခိုးကြောင့်တော်မှတ်သမ ्या ရဲ့တာဝန်ကနှစ်ချင်းခံယူထားတဲ့အသင်းဝင်နေသားမကဖျားသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းထားတဲ့ဝိညာဉ်တိုင်ကိုလိုအပ်တဲ့စောင့်ရှောက်မှု ချက်ချင်းမြတ်တာနဲ့ကျေးဇူးတော်ကိုပေးရန်ဖြစ်တာကြောင့်လိုခံယူထားတာဖြစ်ပြီးဒီအတိုင်းလေပုန်ယဟမင်းကြီးဖြစ်လာစဉ်ကလေးကတောက်လျှောက်ကျင့်သုံးလာခဲ့သူဖြစ်တဲ့ဖရန်စေပုန်ယဟမင်းကြီးရဲ့စာပနာကိုဗာတီကန်ရှိစိန့်ပီတာယဉ်ပြင်မှာစနေနေ့မှာပြုလုပ်ဖို့ရှိပြီးဒေါ်နန်ထရန့်နဲ့ဆယ်လင်စကီတို့တက်ရောက်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်